ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးမှာကြိုဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်ပါတွေ sharing လုပ်ပေးတော့မလဲဆိုတော့ကျွန်တော်ဒီလိုမျိုးပေါ့နော် store sign လေးကိုအာဖွင့်နိုင်အောင်ကျွန်တော်ဘယ်လိုစူးစိုက်ခဲ့ရလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြချင်ပါတယ်ဒီဗီဒီယိုလေးကတော့ပေါ့နော်ဒီကျွန်တော်လိုမျိုးဒီဖွင့်ချင်တဲ့လူငယ်တွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲစိတ်ကူးတဲ့မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရင်မှန်းချက်လေးတစ်ခုအနေနဲ့ပဲဖြစ်ဖြစ်အဲရှိကောင်းရှိနိုင်တာပေါ့နော် အဲအဲ့လိုမျိုးစိတ်အားလေးတစ်ခုဖြစ်တော့အောင်ကျွန်တော်လည်းဘလို့လုပ်ပြီးမှဒီဇိုင်းလေးကိုဖွင့်နိုင်တာလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီဗီဒီယိုကနေကျွန်တော် sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကလည်းလူငယ်ပါပဲဒီကျွန်တော်လူမျိုးလူငယ်တွေအဲတချို့ကြတော့ပေါ့နော်ဒီကိုယ်ရီမန့်ချက်လေးအဲမဖြစ်သေးတဲ့လူငယ်တွေလည်းအများကြီးရှိနေမှာပဲလို့ကျွန်တော်အာထင်မိပါတယ်အဲကြောင့်မလို့ကျွန်တော်လိုမျိုးပေါ့နော် ဘာမဆိုစ조사ရင်ဖြစ်နိုင်ပါလေအဲခုဆိုရင်လည်းအရန်ကြီးကြီးမားမားလည်းမဟုတ်ပါဘူးဒါပေမဲ့ဒီလိုမျိုးလေးဖြစ်နိုင်အောင်လည်းဘယ်လို조사ခဲ့ရလဲဆိုတဲ့အကြောင်းအရာလေးကိုပဲကျွန်တော်မျှဝေပေးတော့တာပဲဖြစ်ပါတယ်အဲဒီဗီဒီယိုလေးကိုကြည့်ချင်အောင်ဖြစ်မနော်ကိုတကယ်လို့ကိုကဒီလိုမျိုး slow sign လေးကိုကိုကဖွင့်ဖို့စိတ်ကူးထားတဲ့သူဆိုရင်တော့ဒီတခုခုအဲ ရတော့မယ်လို့ကျွန်တော်အယုံကြည်ပါတယ်ခုလက်ရှိကျွန်တော်ဖွင့်ထားတဲ့ဒီမြို့လေးပေါ့နော်ဒီမြို့လေးဆိုပေမဲ့အခုကတော့ဒီနယ်မြို့လေးပဲပေါ့နော်ဒီမြို့ကြီးတော့မဟုတ်ပါဘူးအရင်တော့ဆိုရင်ကျွန်တော်ဒီမြို့ကနေကျွန်တော်လက်ရှိဒီခုဆိုင်ဖွင့်ထားတဲ့မြို့ကနေကျွန်တော်ဒီရွာမှာဈေးထွားရောင်းတာပေါ့နော်ဒီဆိုင်လေးမဖွင့်ဖြစ်ခင်တော့ကပေါ့နော်ကျွန်တော်ရောက်มาဈေးထွားရောက်มาလဲဒီမြို့မှာပဲကျွန်တော်ဒီပစ္စည်းတွေလာပွဲမှာရောက်มาတော့ရောက်တော့ပေါ့နော်ရောက်มาတော့ရောက်တယ်ဒီ အဲပစ္စည်းတွေကိုကျွန်တော်ကျွန်တော်ရွာမှာလဲကျွန်တော်ဆိုင်ဖွင့်တာဗောနော်ကျွန်တော်ဆိုင်ဖွင့်မင်းမှ ကျွန်တော်ရောင်းခဲ့တယ်ဒီကိုယ့်ရဲ့ရီမန့်ချက်ကိုယ့်ရဲ့စိတ်ကူးအိမ်မက်လေးရတော့ဒီဆိုင်လေးဒီလိုမျိုးပုံစံလေးဗောနော်ကိုလိုချင်တဲ့ဒီလိုမျိုးပုံစံလေးကိုကိုဖွင့်နေအောင်အမြဲတမ်းစိတ်ထဲမှာထားတာဗောနော်ဘယ်လိုပဲဖြစ်ဖြစ်ဗောနော်အဲတောမှာနေတာနဲ့မြို့မှာနေတာတော့ကွာလာဗောနော်အဲကြောင့်မလို့မြို့မှာလဲ တက်ပြီးမှနေချင်တယ်ပြီးတော့လဲမြို့မှာပဲကိုကဆိုင်ဖွင့်ချင်တယ်ပေါ့နော်အဲကြောင့်မလို့ဒီလိုမျိုးစိတ်ကူးလေးရှိတာပေါ့နော်အဲဒီလိုမျိုးဖွင့်နိုင်ဖို့ရာကျွန်တော်ကတော့အဲအချိန်တော့တော်တော်ယူရပါတယ်ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ကိုကဒီပတ်စံဒီငွေအရင်းနှီးပေါ့နော်ငွေရင်းနှီးဒီကျွန်တော်ရဲ့ background ကကြီးကြီးမားမားမရှိတဲ့အတွက်ပေါ့နော်ကျွန်တော်ဒီဒုံညနေ စားခဲ့တဲ့ဒူပဲပေါ့နော်အဲကြောင့်မလို့တော်တော်လေးအချိန်ယူရပါတယ်ကျွန်တော်10နှစ်လောက်အချိန်ယူရတာပေါ့နော်ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီအဲ store ဆိုင်လေးကအရင်မကြီးကျယ်ပေမဲ့ကိုယ်အတွက်တော့ဘလိုပဲဖြစ်အဲမှတ်တိုင်တစ်ခုပေါ့နော်မှတ်တိုင်တစ်ခုအနေနဲ့ကိုကတော့ဒီခံယူတော့ပေါ့နော်ကိုယ်အတွက်ကိုပွားမှတ်တိုင်တစ်ခုအနေနဲ့ကိုကဒီခံယူပါတယ်ဘလိုပဲဖြစ်ပေါ့နော်ကိုကခြေလန်းတလန်းပေါ့နော်လေကထစ်တစ်ထစ်လောက်တက်နိုင်တယ်လို့ ယုံကြည်တာပေါ့နော်ကျွန်တော်ဒီခုဆိုင်လေးမဖွင့်ခင်၃နှစ်လောက်အလိုမှာကျွန်တော်ကဒီ brand တွေဆွဲတာပေါ့နော်အဲ brand တွေဆွဲတယ်ဒီ brand တွေဆွဲတယ်ဆိုတော့ဘယ်လိုမျိုးဆွဲခဲ့တာလဲပေါ့နော်ကျွန်တော်ကဘယ်လိုမျိုးဆွဲခဲ့တာလဲဆိုတော့တစ်နှစ်ကတော့ကျွန်တော်အဲဆိုင်အပြင်ဆင်လေးတွေကိုကျွန်တော်လုတ်လိုက်တာပေါ့နော်ဆိုင်တွေပါလေခင်းလို့လောက်အောင်ကျွန်တော်ဆိုင်အပြင်ဆင်ကိုလုတ်လိုက်ပါတယ်ဘာဖြစ်လို့ချက်ချင်း လုတ်ပြီးမှချက်ချင်းဒီဖွင့်မယ်ဆိုပြီးတော့ချက်ချင်းလုတ်လုတ်ပြီးမှချက်ချင်းဟိုဟာအကောင့်ထဲပေါ်လိုက်တာမျိုးမလုတ်လဲဆိုတော့ကျွန်တော်မှအရင်နေ့အဲ့လောက်မရှိလို့ပေါ့နော်ကျွန်တော်မှလည်းအရင်နေ့ကလည်းအဲ့လောက်ကြီးအဲမတတ်နိုင်ဘူးပေါ့နော်အဲကြောင့်မလို့ကျွန်တော်တနေ့မှကျွန်တော်စီမံကိန်းဆွဲတာပေါ့နော်ကိုဒီလုပ်ငန်းလေးဖြင်းမြောက်လာဖို့အတွက်ပေါ့နော်ဒီ store ဆိုင်လေးဖြင်းမြောက်လာဖို့အတွက်ကိုရဲ့ဒီ အဲစီမံကိန်းလေးချမှတ်တာပေါ့နော်တနည်းမှာကျတော့ကျွန်တော်ဒီဆိုင်ခန်းလေးကိုဆိုင်ခင်းလို့လာအောင်ကျွန်တော်ဆိုင်လေးတွေကိုပြင်ဆင်လိုက်တယ်ဒီကြားထဲမှာကျွန်တော်အေ YouTube ထဲမှာကျွန်တော်သူများတင်ထားတဲ့ဗီဒီယိုလေးတွေကိုကျွန်တော်လိုက်ရှာကြည့်တယ်ပေါ့နော်ဒီလိုမျိုးဆိုင်နဲ့ကိုဖြစ်ချင်တဲ့ဆိုင်ပုံစံလေးတွေကိုကျွန်တော်တော်တော်လိုက်ကြည့်တယ်ဒီဗီဒီယိုလေးတော်တော်များများပေါ့နော်ကျွန်တော်လိုက်ကြည့်တယ်အဲ့ဒီထဲမှာဗီဒီယိုတစ်ခုရှိတယ်ဗျ ကျွန်တော်ထင်တယ်အင်ဒိုနီးရှားလားမလေးရှားလားမသိဘူးเนาะအဲ့ဗီဒီယိုကเนาะအဲ့ဒီအမပေါ့သူတင်ထားတဲ့ဗီဒီယိုလေးကသူကလည်း store sign လေးပဲဗျသူ store sign လေးပဲဖွင့်တယ်သူကဆက်ဆဖွင့်တော့ဆိုနည်းနည်းလေးပဲသူပစ္စည်းတွေကလည်းသူကလည်းအစင်စင်သူဗီဒီယိုလေးမှတ်တမ်းလေးတင်တဲ့ပုံစံလေးပေါ့เนาะသူ sign လေးကိုလည်းသူတော်တော်သဘောချမဲ့ပုံပေါ်တယ်ကျွန်တော်ကလည်းသူ့ရဲ့ဗီဒီယိုတွေကိုတော်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 ကြည့်တယ်တွေ့ဗီဒီယိုကြည့်ရတာလေကိုယ့်ရဲ့ကိုယ့်အတွက်စိတ်အားဖြစ်တာပေါ့နော်သူကဒီ ပစ္စည်းတစ်ခုဝယ်လာပြီဆိုရင်တို့ပြတယ်ဒါကပဲနေရာခင်းဝယ်ပါညာဘောเนาะတို့ရဲ့စကားတော့ကျွန်တော်နားမလဲဘောเนาะတို့ကသူတို့ပါလာစကားနေဆိုတော့ကျွန်တော်ကနားမလဲဟုတ်ကိုယ်ထဲစိတ်အားလေးဖြစ်အောင်အဲ့လိုမျိုးတွေကြည့်ခဲ့ရပါတယ်အဲပြီးတော့လဲအဲပထမနေ့ကတော့ကျွန်တော်အဲ့လိုမျိုး plan ချခဲ့တာဗောနော်ဒီဆိုင်အပြင်ဆင်လေးကိုကျွန်တော် plan လေးတွေချခဲ့တယ်အဲဆိုင်လေးတွေကိုပြင်လိုက်တယ်ဗောနော် အခုဆိုရင်ဒီသဆမိတ်လေးမှာပဲကျွန်တော်ဆိုင်ခန်းလေးပုံစံလှုပ်လိုက်တာပေါ့နော်အဲ့လိုမျိုးလှုပ်လိုက်ပြီးမှကျွန်တော်ဆိုင်အပြင်စင်းလေးတွေကိုတစ်နှစ်ကျွန်တော်လှုပ်လိုက်တယ်ပြီးတော့လဲဒီဆိုင်ထဲမှာပေါ့နော်ဒီမီတီလေးတွေကိုဘယ်လို ပုံစံလေးနဲ့တတ်မယ်ဆိုတာကိုလဲကျွန်တော်ကိုယ်တိုင်ပေါ့နော်ကျွန်တော်ကိုယ်တိုင်စိတ်ကူးပြီးမှအဲကျွန်တော်လှုပ်တာပဲဖြစ်ပါတယ် โอเคနောက်ပြီးတော့နောက်တစ်နှစ်ပေါ့เนาะနောက်တစ်နှစ်ခြားတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ဒီ site ထဲမှာခင်းဖို့ပေါ့เนาะဒီစင်လေးတွေကိုဝယ်လိုက်တယ်ပေါ့เนาะဒီလိုမျိုးစင်လေးတွေကိုကျွန်တော်ဝယ်ပြီးမှကျွန်တော်စုထားပါတယ်ကျွန်တော်ဒီလိုမျိုးစင်လေးတွေကိုကျွန်တော်ဒီကို့မှာရှိတဲ့အဲစင်လေးတွေနဲ့ပဲကျွန်တော်လုပ်လိုက်တာမဟုတ်ဘူးပေါ့เนาะကျွန်တော်ကဒီတိတက် ဒီလိုမျိုးဒီဇိုင်းလို့အတွက်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးမာလိုက်ထားမှာနော်အဲအကြောင်းမလို့ကျွန်တော်ကအချိန်ယူရတာပဲဖြစ်ပါတယ်ကျွန်တော်ဒီနှစ်ကတော့ကျွန်တော်ဆိုင်ခန်းပြင်တယ်အဲကိုရှာခဲ့တဲ့ပတ်စံလေးတွေကိုနော်တော့မှကျွန်တော်ဆေးတွေရောင်းနေအဲပြောင်းဖူးတွေပါလေလုပ်တယ်ပေါ့နော်ပြောင်းဖူး channel လည်းကျွန်တော်စိုက်တယ်ပြောင်းဖူးတွေလည်းကျွန်တော်စိုက်တယ်အဲပြောင်းနည်းနည်းပေါ့ပေါ့အယောင်းဝယ်လည်းလုပ်တယ်ပေါ့နော်ရွာမှာဆိုရင်လည်းဒီအဲပြောင်းဖူးတွေ ချွေတာပေါ့နော်ချွေပြီးမှဒီမြို့တွေမှာလာရောင်းပေါ့နော်ဒီမြို့မှာပြောင်းဖူးလာရောင်းနေပစ္စည်းတွေဝယ်ပြီးမှရွာတွေမှာပြန်သွားရောင်းပေါ့နော်ကုန်ပစ္စည်းတွေဝယ်ပြီးမှကုန်စုံလေးတွေဝယ်ပြီးမှရွာတွေမှာတွားရောင်းပေါ့နော်အဲ့လိုမျိုးတွေလုပ်ခဲ့တယ်အဲ့လိုမျိုးလုပ်ရင်းနဲ့အဲ့ဒီမှာရခဲ့တဲ့ပတ်စံလေးတွေကိုကျွန်တော်က တနစ်ပေါ့နော်တနစ်တနစ်အချိန်ယူပြီးမှကျွန်တော်တစ်ခုချင်းစီပေါ့နော်တစ်ခုချင်းစီ brand ချပြီးမှကျွန်တော်လုပ်တော့ပဲဖြစ်ပါတယ်ခုနကပြောတလို့ပေါ့နော်ပထမနှစ်ကတော့ကျွန်တော်ရှာခဲ့တဲ့ပတ်စံလေးတွေကိုကျွန်တော်ဆိုင်ခန်းလေးတွေကိုလုပ်လိုက်တယ်နောက်တနစ်ကျတော့ကျွန်တော်ဒီစင်လေးတွေကိုဝယ်လိုက်တယ်စင်ဆိုတာဒီကျွန်တော်စိတ်ကူးထားတော့စတိုးဆိုင်လေးပုံစံဖွင့်ချင်တာပေါ့နော်အဲကြောင့်မလို့ကျွန်တော်စင်တွေလည်းဖြစ်တယ်လို့ကျွန်တော်မလုပ်ဘူးပေါ့နော် အဖြစ်တလို့ကျွန်တော်မလုပ်ဘူးကျွန်တော်ဒီကုမ္ပဏီတစ်ခုကိုကျွန်တော်ချိတ်ဆက်ပြီးမှဒီဘောနော် brand လေးတစ်ခုဖြစ်အောင်ဘောနော်အဲကျွန်တော်မျိုးမှာ blue မှာကျွန်တော်နဲ့မတူအောင်ဘောနော်ကျွန်တော်အစင်လေးတွေကိုဒီဇိုင်းလို့ဒီဇိုင်းစားအတွက်ဘောနော်ကျွန်တော်ဝယ်လိုက်ပါတယ်အဲဒီလိုမျိုးဝယ်ချင်အဖြစ်ဘောနော်ကျွန်တော်ရဲ့အမေတို့ဘာလို့ကျွန်တော်တဘောတိမ်တူဘောနော်ကျွန်တော်တော့မှဒီအမေကိုမပြောရဲဘောနော်ဒီ ဘလောက်ကြလဲဆိုတာအောင်မပြောရဲဘောနော်ဘလောက်ကုန်လဲဆိုတာအောင်မပြောရဲဘောနော်ဒီစီနီယိုဝယ်တဲ့ပတ်စံကဘလောက်ကုန်လဲဆိုတာကျွန်တော်အမေကိုကျွန်တော်မပြောရဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောလိုက်မယ်ဆိုရင်သူကဆေးကြည့်တယ်ပါညာအဲ့လိုမျိုးပြောမှာဆိုလို့ဘောနော်အမ်လူကြီးဆိုကြတော့လေဒီဆိုင်နဲ့ဆိုင်လုံမယ်ဆိုရင်လေဒီကိုမှရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲကိုမှရှိတဲ့စင်လေးတွေနဲ့ပဲဒီဖြစ်တူလို့ဘောနော်အဲ့လိုမျိုးလုတ်လုတ်ချင်တဲ့ဒီအဲဆန္ဒလေးတွေရှိတာဘောနော် ျွန်တော်ကကျတော့အမျိုးမလုပ်ချင်းပေါ့နော်ကျွန်တော်ကတက်တက်ရရနဲ့ကျွန်တော်မျိုးမှာရှိတဲ့အဲလက်လီဆိုင်လေးတွေနဲ့စတိုးဆိုင်လေးတွေနဲ့လုံးဝခွဲထွက်အောင်ကျွန်တော်လုပ်ချင်တယ်အဲမျိုးဆန္ဒရှိလို့ကျွန်တော်ဒီလိုမျိုးအဲဒီဇိုင်းလုံးစာကိုကျွန်တော်ဝယ်လိုက်တာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒုတိယနှစ်မှာကျွန်တော်ဆင်ဝယ်လိုက်ပါတယ်နောက်ထပ်တတိယနှစ်မှာတော့ကျွန်တော်ပါလုပ်လဲဆိုတော့အဲတတိယနှစ်မှာကျတော့ကျွန်တော်အရင်နည်း ထပ်ဆုပါတယ်ကျွန်တော်ဒီဆိုင်လေးထဲမှာဘောနော်သူကအရင်နေ့ဘလောက်ကုန်မလဲဘောနော်ကိုယ့်ရဲ့ဒီကိုကကိုယ့်အကိုချင်းချိန်ပြီးမှာဘောနော်ချင်းချိန်ပြီးမှာဒီအဲဒီဆိုင်ထဲမှာရင်းနှီးဖို့ဒီငွေလေးငွေအမောင်လေးတစ်ခုပေါ့နော်ရဖို့အတွက်ကျွန်တော်ဆုလိုက်ပါတယ်ပြီးတော့ကျွန်တော်ကဒီ store ဆိုင်ဆိုပေမဲ့ဒီလိုမျိုးပေါ့နော် lady store ဆိုင်ပေမဲ့ဒီရိုးရိုးရောင်းတဲ့ဆိုင်လိုမျိုးမဟုတ်ပဲねအခုလက်ရှိဒီအဲ minimal လိုမျိုးပုံစံပေါ့နော်ဒီ ဲ software လေးနဲ့ဒီ PC လေးကို ထိမ့်ပြီးမှပေါ့နော်ထိမ့်ပြီးမှရောင်းတဲ့ပုံစံလေးကိုကျွန်တော်လုပ်ချင်တာပေါ့နော် ပြီးတော့ကျွန်တော် software လေးကိုကျွန်တော်ဝယ်လိုက်တယ်ကွန်ပျူတာဝယ်လိုက်တယ်ပေါ့နော်ကွန်ပျူတာနဲ့ software ပေါ့နော်အဲ့လိုမျိုးဝယ်လိုက်ရပါတယ်သူများကျွန်တော်ဒီ UU လေးပဲရောင်းတော့ပေါ့နော်ကျွန်တော်ကျွန်တော်မဟုတ်ဘူးသူများလည်းလည်းလုံးဝခွဲထွက်နေအောင်ပေါ့နော်အဲ့လိုမျိုးလုပ်ချင်တဲ့အတွက်ကျွန်တော်တမျိုး software နဲ့ကွန်ပျူတာနဲ့အမျိုးဆေးရောင်းခြင်းနဲ့ဆန္ဒရှိတာပေါ့နော်ဒီဟာကိုလုပ ါးလဲကျွန်တော် အမေကလုံးဝတဘောမတူချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူကသူတို့ကကြတော့ဗောနော်ဒီအရင်တုန်းကဆေးရောင်နီးအတိုင်းဗောနော်ဒီဝယ်ခဲ့တဲ့ဒီပစ္စည်းတွေကိုအလွတ်မှတ်တာဗောနော်အဲ့ဒါမိုးရင်ဆေးနှုံးလေးတွေကတ်ထားဗောနော်အဲ့လိုမျိုးကတ်ထားပြီးမှဒီကွန်ပျူတာနဲ့ဘာနဲ့မဟုတ်ပဲနဲ့ဒီမျိုးကတ်ကူလေတာလေးနဲ့ပဲဗောနော်ကနာပေါင်းဆက်လေးနဲ့ပဲမိုးရင်လဲစိတ်တွက်လေးနဲ့ပဲသူများလာဝယ်အတိုင်းပဲတွက်ပေးချင်တာဗောနော် ဲ့လိုမျိုးလို့ရင်သူကမြန်နေပါညာပေါ့နော်အဲ့လိုမျိုးတွေပြောပါတယ်ဆက်စားတော့ပေါ့နော် အခုကတော့သူ software နဲ့ computer နဲ့ရောင်းတဲ့အားဒါ challenge တွေကိုတော်တော်တိနေတဲ့အတွက်ပေါ့နော်သူကလည်းတော်တော်လေးကိုဒီလက်ခံနေပြီပေါ့နော်ဟုတ်ကဲ့ကျွန်တော်ကတော့ဒီလိုမျိုးရုံးခံခဲ့တာပေါ့နော်ဘာဖြစ်လို့ဒီလောက်အချိန်ယူရလဲပေါ့နော်နံပါတ်1အချက်ကတော့ဘာဖြစ်လို့ကျွန်တော်ဒီလိုမျိုးစရိုးဆိုင်လေးတစ်ခုဖွင့်နိုင်ဖို့အတွက်ကျွန်တော်ဘာဖြစ်လို့ဒီလောက်အချိန်ယူရလဲဆိုတော့ နံပါတ်1အချက်ကတော့ကျွန်တော်ကအရင်နီးလုံလုံလောက်လောက်တခါလည်းမရှိတဲ့အတွက်ပေါ့နော်ကျွန်တော်အဲ့လိုမျိုး brand လေးတွေဆွဲပြီးမှအချိန်ယူရတာပဲဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်ဖြစ်ချင်တာဒီလိုမျိုးရိုးရိုးကုံဆုံဆိုင်ရိုးရိုး store ဆိုင်မဟုတ်ပဲねဒီ convenience store ဆိုင်လိုမျိုးပုံစံပေါ့နော်ဒီမျိုး software လေးနဲ့လုပ်ချင်တဲ့အတွက်ပေါ့နော်နံပါတ်1အချက်ကတော့ကျွန်တော်မှအဲ အရင်နီးလုံးလောင်းလောင်းမရှိတဲ့အတွက်ပေါ့နော်ကိုလုတ်ချင်းတဲ့ဟာကြတော့ဒီជីជីမမပေါ့နော်ជីជីမမရင်မဟုတ်ရင်တောင်မှဒီကိုရဲ့မြို့မှာကိုရဲ့နယ်မြို့လေးမှာဘယ်သူမှမလုတ်တဲ့အရာကိုကိုကဆားလုတ်ချင်းတဲ့အတွက်အဲလုံးဝအမားမရှိလုံးဝအမားမရှိကျွန်တော်တစ်စိမ့်တစ်စိမ့်စီစဉ်ရတာပဲဖြစ်ပါတယ်ဒီလိုမျိုးပုံစံလုတ်တောင်မှဒီအဲကျွန်တော်အမေမပြောနဲ့ပေါ့နော်တခြားဒီပေပါဝင်ချင်းတွေရောဒီ လာဝဲတဲ့ customer တွေရောပေါ့နော်ဆဆာတော့ရဆိုရင်အဲတိတ်လက်မခံပါဘူးဒီမျိုး software နဲ့ရောင်းတာကအရင်နေတယ်ဗောနောပြီးတော့လဲသူတို့တွေ့တာမှန်လားဗောနောအဲ့လိုမျိုးတန်တရားရှိတာဗောနောအဲ့လိုမျိုးလေးတွေအခက်အခဲအများကြီးရှိပါတယ်အဲ့လိုမျိုးအခက်အခဲအများကြီးတွေကိုမှအခုဒီနေ့ကျွန်တော်ဆိုင်ဖွင့်တာ9နှစ်လောက်ရှိခဲ့ပါပြီဒီလိုမျိုး software လေးနဲ့ရောင်းခဲ့တာ9နှစ်လောက်ရှိခဲ့ပါပြီအခုဆိုရင် ဘယ်လိုပဲဖြစ်ဘောเนาะဒီဈေးဝယ်တွေရောကျွန်တော်အမေရပါဝင်ဘောเนาะလုံးဝလက်ခံတဲ့အနေထားတစ်ခုရောက်ရှိနေပါပြီဘယ်လိုပဲဖြစ်ဘောเนาะကိုလှုပ်ခြင်းတဲ့ပုံစံလေးတွေကိုအမ်မဖြစ်ဖြစ်အောင်လှုပ်ခြင်းတဲ့နေရာမှာဘောเนาะအချိန်တော့ယူရပါလေပြီးတော့လဲကျွန်တော်ဒီလိုမျိုးဆိုင်ဘောเนาะ မဖွင့်ဖြစ်ခင်တုန်းကဗောနော်ဒီလိုမျိုးဆိုင်မဖွင့်ခင်တုန်းကကျွန်တော်လည်းအချိန်တော်ယူပြီးမှလုတ်ခဲ့တယ်ဆိုတာပြောခဲ့တာရှိတယ်ပြီးတော့ကျွန်တော်ဒီကြားထဲမှာကျွန်တော်စိတ်အားဘယ်လိုယူရလဲဆိုတော့ကျွန်တော်ဒီ YouTube ထဲမှာဗီဒီယိုတွေတချို့ဗီဒီယိုတွေမှာဒီစိတ်အားထက်တာအောင်ဒီအဲပြောပေးတဲ့ဗီဒီယိုတွေရှိတာဗောနော်အဲ့ဒီဗီဒီယိုထဲမှာကျွန်တော်တခုမမိနေတာဗာလဲဆိုတော့ဒီជីជីမမပေါ့เนาะ ကိုယ်ပွားမှာကြီးကြီးမားမားအောင်မြင်မှုတစ်ခုရဖို့အတွက်ဒီအချိန်တော့ယူရမယ်ဆိုတော့အဲဆိုတော့စကားလေးပေါ့နော်အဲစကားလေးကကျွန်တော်ရဲ့ရင်ထဲမှာအမြဲတမ်းကျွန်တော်ဒီဆိုင်လေးမဖွင့်ခင်တော့ပေါ့နော်အဲ့ဒီစကားကကျွန်ရဲ့ဒီစိတ်အားတစ်ခုအနေနဲ့ကျွန်တော်ယူခဲ့ရပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဘာဖြစ်လို့ကျွန်တော်ဒီလိုမျိုး software လေးနဲ့ပေါ့နော်ဒီလိုမျိုး system လေးနဲ့ကျွန်တော်ဒီလက်လီဆိုင်လေးတွေကို လို့ရလဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်နောက်လာမယ့်ဗီဒီယိုမှာကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလည်းလုပ်ပေးတော့ပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုဒီမှာပြန်ဆုံကြပါမယ်။ See you in the next video. Bye bye.